ဟိုင်းအလုံးဝမင်္ဂလာပါဗျာဒီနေ့ဗျာကျွန်တော်နည်းနည်းလေးစကားမျှဝေခြင်းတော့ရှိတယ်ဗျာတို့မြန်မာနိုင်ငံကနေပြီးတော့လေမလေးရှားကိုလာပြီးတော့လှုပ်လှုပ်နေတဲ့လူငယ်တော်တော်များများတေးချင်းတရားကိုထောပေါ်တခုတော့အသုံးချတယ်ကျွန်တော်ကြည့်နေရတာအွန်း နံပါတ်3သူတို့အဆင်မပြေတော့ဘူးဆိုရင်ပြအရက်အရက်ဒီတောက်ပြီးတော့တိလာလမ်းမေးမှာဖြစ်ချင်တိုင်းဖြစ်ဘဝကိုပြစ်ချပလိုက်တယ်နံပါတ်2လောက်အာလောင်းကစားဘောနော်လောင်းကစားလောင်းကစားတဲ့နစ်မောနေပြရမလားဆိုတဲ့အဲ့မှာချဲတွေထိုးတာတွေဒီနောက်တော့ဘယ်လိုပြောမလဲဆိုတော့လာသာထွက်ရဆိုတာ ਨੇ တသေးဖြစ်ခွေးဖြစ်ဆိုပြီးတော့ဖဲရိုက်တာတွေကျွန်တော်အလုပ်တွေကခြေသေးတွေကျွန်တော်မြေမှကြည့်နေကျွန်တော်အဲ့တိုင်းပဲတို့လောက်ကုန်ပြီးတော့တပတ်မရှိသေးဘူးတို့လာစားကုန်ပြီဗျအေးလည်းမပို့နိုင်ဘူးတဲ့ကျွန်တော်လည်းနားမလည်ဘူးဒီကုန်လေးတွေဘာလုပ်လဲဆိုတော့နော်နောက်တစ်ခါဒီမူရီစေဝါမူရီစေဝါစိတ်ညစ်တယ်ဆိုပြီးအရက်သေးစားတွေတောက်ပြီးမူရီစေဝါတွေလုပ်နော် now ဒီရတောဖဲရိုက်တဲ့အပြင်ဟိုဒီလောင်းကစားပေါ့ဗျာရတောဖဲရိုက်လောင်းကစား gain နေဆော့နော်ဒီတော့မလေးရှားကိုလာတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်မလေးဘူးဗျမပြမအခက်ခဲဖြစ်လို့ဒုက္ခဖြစ်လို့သူတို့မလေးရှားကိုလာကြတယ်လက်ခံတယ်ကျွန်တော်အလုပ်သွားရတယ်ဘာလို့ဆိုရင်ကျွန်တော်ကြည့်တယ်ဗျာအလုပ်မှာပတ်ဝန်းကျင်မှာလူငယ်တော်တော်များများအလုပ်ကိုလာပေမဲ့ ညီစီစီနဲ့တော့ငောင်းတောင်းတောင်းငူးတူးတူးတွေနဲ့ပြောရင်လည်းမျက်နှာကိုကျွန်တော်ကြောင်ကြောင်တောင်းတောင်းနဲ့ပြန်ကြည့်နေတယ်သူတို့စေးအချိန်ကြီးပဲမပြေသေးလို့အရက်အချိန်မပြေသေးလို့အဲ့ဒီလိုကိုယ်နဲ့တစ်ချိန်လုံးကဒါတွေကိုဖြတ်တန်းခဲ့တဲ့ကောင်ဆိုတော့သိတယ်ဗျာအတဘောပေါ့လို့လက်ရှိအခြေအနေမှာအသက်ကြီးွားလို့ကယူကျင်အောင်ဆောင်နေတာလေသိတယ်ဒီကောင်ဘာလဲဆိုတော့ကိုယ်သိတယ်ဒါပေမဲ့ နဲဒီနိုင်ငံသားတွေကိုကျွန်တော်မပြောသူတို့ကသူတို့ဒါသူသူတို့အမေလင်နိုင်ငံသူတို့အမေလင်မြေသူတို့ဒီမှာဘာကြီးဖြစ်ဖြစ်ကိုရီကိစ္စမဟုတ်ကိုရီသူ့အတွက်ကိုပူပင်တော့ကထားเสียရလဲမရှိဘူးဟိုမြန်မာနိုင်ငံသားကျွန်တော်မွေးရင်ကျွန်တော်တားလောက်ရှိတယ်ဂျာတိတ်လေးနေကျွန်တော်ဆက်ယုံသွားတယ်လောဟလာအလောက်ကိစ္စကြောင့်သွားတယ်ကျွန်တော်ကြည်တယ်တော်တော်များများကျွန်တော်ကြည်တယ် မြင်ရတဲ့ဟာတွေကတိတ်အဆင်မပြေဘူးဗျာတချို့ကော်မလေးတွေဆိုရင်လည်းဗျာကော်မလေးတွေမှုလို့ဗျာအရင်တော့မင်းကလေးတွေမေးရှမ်းမှာအရက်တောက်တာလမ်းဘေးမှာရံဖြစ်တယ်မကြဘူးအခုမင်းကလေးတွေလမ်းဘေးမှာအရက်တောက်ပြီးတော့ရံဖြစ်ကြတယ်ဗျာယောက်ျားလေးအရင်တော့ရံဖြစ်တာတော့ဒါကတော့ဒါပါတော့နိုင်ငံတိုင်းမှာရှိတယ်။ဟို မြန်မာမို့လို့ဆိုပြီးတော့စကားရထဲမှာမျိုးဒီနိုင်ငံသားတွေလည်းရှိတယ်ဗျဘယ်နိုင်ငံမဆိုဗျကမ္ဘာနိုင်ငံကြီးတွေမှာလည်းရှိတယ်ယောက်ျားလေးတွေအရက်တောက်တယ်ပြီးရင်လမ်းဘေးမှာဟာလာအကြောင်းတစ်ခုကြောင့်မိန်းမအကြောင်းရံဖြစ်တာဖြစ်ဖြစ်ဟာလာဟိုမိန်းမပြတ်ခေါ်လို့ရံဖြစ်တာဖြစ်ဖြစ်မကြေပွဲနှွေးတာဖြစ်အမျိုးစုံပေါ့ဗျဒါကထားပါယောက်ျားတွေယောက်ျားတွေရဲ့ဖြစ်ရုံးဖြစ်စဉ်ဒါ normal ဟိုမိန်းမမိန်းမတွေ အရက်တောက်ပြီးတော့ချိန်မီထိုးကြတာတို့ဝမ်းမိုက်ဝမ်းဆွဲတာတို့ဟာအုပ်စုလိုက်ဖိုက်တာတို့မိမတွေအဲ့ဒါဒီနိုင်ငံသူတွေမဟုတ်ဘူးလို့ဗမာပြည်ကတိုင်းရင်းသားအမျိုးသမီးတွေဗျာလီစူးမတွေကချင်မတွေချင်းမတွေတော်တော်လမ်းမေးမှာကျွန်တော်ကြည့်နေတယ်ဗျပအဝင်းကျင်မှာကျွန်တော်တွားရင်ဒီ မြန်မာတွေချင်းတွေကချင်းတွေကချင်းတော့မဟုတ်ဘူးကချင်းတော့ကျွန်တော်မတွေ့ဘူးချင်းများတယ်ဗျကျွန်တော်မေးကြည့်တော့မြန်မာချင်းများတယ်ဗျမူပြီးတော့ဗစကားမတိုင်မှာအိတ်နေတယ်မြောင်းထဲပြုတ်ကျပြီးတော့မြောင်းထဲမှာပဲအိတ်နေတယ်ဟာကျွန်တော်ဓာတ်ပုံတွေကျွန်တော်ပြမယ်ဗျ live ပေါ်မှာခင်ဗျားတို့လည်းတွေ့မှာပေါ့ live ပေါ်မှာဒီ Facebook ပေါ်မှာလည်းဒီဓာတ်ပုံတွေရှိတယ်အခုဒီနေ့ဒီနေ့ဒီနေ့ လောလောလတ်လတ်ကျွန်တော်တငယ်ချင်းတယောက်ဖုန်းဆက်တယ်သူဆလန်းရမ်းမှနေတယ်ဗျာသူပြောတယ်ဟေးငါတို့အိမ်သားမှာတဲ့ပန်းညံမှာတဲ့မြမအောင်တကောင်ဆွေချိုးချပြီးတေွားတယ်ပန်းညံကခလေးစီးတဲ့ဒီပါပဲဒန်းစီးတဲ့ဒန်းစင်ကိုကြိုးချပြီးလက်ဘက်မှာကြိုးချပြီးဆွေချိုးချပြီးတေွားတယ်ဟာ amazing ပဲဒါပြဿနာရှိတယ်လို့အဲ့တော့တင်ချင်းတရားက ထောပေါက်လာကွာပြီးတည်ခြင်းတရားထောပေါက်ဆိုမျိုးမလေးရှားကွာဘလို့ဒုက္ခကံမိလာတာလေမာပြီမှာကလေးကတည်လိုက်ပေါ့ကွာအဲ့ဒါကိုမိဘကိုအိမ်ကိုရာကိုဆွေမျိုးတွေကြားထဲမှာကောင်းကောင်းမွန်မွန်တည်ရမှာကွာဗမာပြီမှာတည်ပါလားဟုတ်တယ်မလားမင်းတို့တင်ညာလေးလှောက်အောင်မယ်ကွာကိုယ့်အောင်တေးချကူတွေပဲအုတ်ကူတွေပဲတေးချသွေးပေးအောင်မှာဟုတ်လားဆွေမျိုးအတိုင်းဝိုင်းရလာပြီးတော့ဗာပန်းမလေးပဲစိုက်ပေးအောင်မှာ ဒီမှာလာပြီကွာခွေးတွေဝတ်တယ်လမ်းမမှာပေးစရာလားကွာမင်းတို့ကောင်ကြီးမလေးရှားကိုရောက်လာပြီဘဝကိုရင်ဆိုင်ဖို့လာပြီငါတိုက်ပွဲတစ်ခုကိုတိုက်တော့မယ်ဆိုနိုင်အောင်တိုက်လေဟိုယောက်ျားတွေမဟုတ်ဘူးလားကျွန်တော်ပြောတော့ဟုတ်တယ်မနိုင်အောင်တိုက်ရဲမနေနဲ့မင်းမပြေခိုင်ပုံမှန်လျှောက်လုံးဝမရက်နဲ့တလန်းနိုင်တလန်းလျှောက် တထွားရှောင်းနေတထွားရှောင်းတထောင်ရှောင်းနေရှောင်းခုံသွားနေတော့ကျွန်တော်ပြောတာမင်းရက်မနေနဲ့မင်းရက်နေရင်တော့လဲကြပြီတော့ဟာလာဖြစ်သွားလိမ့်မယ်ပြုတ်ကြသွားရင်ပြန်ထရှောင်းလိမ့်မယ်ကျွန်တော်လည်းအချိန်ချင်းပေါ်အောင်မပြုတ်ကြတယ်အချိန်ချင်းပြုတ်ကြအချိန်ချင်းပြုတ်ကြအချိန်ချင်းပြုတ်ကြအချိန်ချင်းပြန်ထတယ်အချိန်ချင်းပြန်ရှောင်းတယ်အခုဒီနေ့ကျွန်တော်တကယ်ချင်းအခုပဲဓာတ်ပုံတွေပို့ပို့ပေးတယ် နောက်တော့ live ပုံမှာကြည့်လဲဆိုလည်းဟုတ်တယ်တယောက်တင်လာတယ်ဗျ။ Facebook ပုံမှာအာဒီ slide မှာဆဲချချပြီးတည်လိုက်ဟာကျော်ကြည့်ပြီးတော့ဟာကွာလို့စိတ်မကောင်းဘူးလို့မြန်မာလူမျိုးလို့ပြောတယ်တဲ့တေဝတဲ့လူတော့မေးလို့မရအောင်လေကွာမင်းမြန်မာလားဘယ်ကလဲဘယ်ဘလူလဲဘာလဲမင်းနာမည်ဘာလဲမသိဘူးကောနော်ဘာဆက်သွယ်မှာမသိဘူးကောသူနဲ့ပတ်သက်လို့ကောနော်ဒါပေမဲ့တကယ်ချင်းပြောတာမြန်မာမြန်မာလူမျိုးလို့ပြောတယ်တဲ့ ကတော့မြန်မာလူမျိုးတို့ပဲသိတယ်ဗျာဘာကြောင့်တေဝါလဲဘာဘာကြောင့်ကိုကိုကိုတတ်တည်တယ်လဲဆိုတော့မသိဘူးဟုတ်ကသူ့မှာလည်းအခက်အခဲတွေရှိမှာပေါ့နော်မခံစားနိုင်တော့တဲ့ကုနာလူမျိုးပြဿနာတွေရှိမှာပေါ့အဲ့တော့တေချင်းတေလိုက်တာနဲ့ဘဝကြီးကပြီးသွားတာမဟုတ်ဘူးနော်နောက်ဆုံးညာတေ အကူအတက်ကိုပေးရမယ်ဆိုရင်တော့ဘာတော့ပေးမှာလဲကိုညီကမွန်မတော့ပေးမှာလားဟုတ်တယ်မလားအတက်ကိုလဲရတော့မယ်ဆိုရင်တော့တန်ဖိုးရှိဆိုလဲသားမှာကွာဟာလာမိဘညီကမွန်မတော့အတက်ကိုပေးရမှာလားကိုအမျိုးဘာသာတာဒနာတော့အတက်ကိုပေးမှာလားကိုတိုင်းပြည်နဲ့လူမျိုးတော့အတက်ကိုပေးမှာလား ဘာမို့လဲစောက်ကျွေးတွေနဲ့ဘာမို့လဲဟိုမိမအပူကြောင်းအကျွေးပူကြောင်းကွာအတက်ကိုပေးတယ်ဆိုရင်တော့ကွာမင်းလူလူဘွားမှာမင်းလူလာဖြစ်တာမင်းမှားတယ်ဟိုမင်းလူမဖြစ်တယ်ဟိုကွာဟုတ်တယ်မလားကျွန်တော်ပြောတာကျွန်တော်ခုဒီထဲမှာဒီဗီဒီယိုတစ်ခုကျွန်တော်တင်ပေးမယ်တော့ဓာတ်ပုံလေးလည်းကျွန်တော်ထည့်ပေးဒါမလေးရှားမှာလာပြီးတော့မြန်မာတွေဒီလိုဖြစ်နေတော့ဟောဗမာပြည်မှာရှိတဲ့ညီကိုမောင်နှမတွေ မလေးရှားရမ်းလာခြင်းတယ်ကျွန်တော်ကလည်းဖုန်းဆက်ဆက်ပြီးတော့ဗမာပြည်အမျိုးတွေမိငါတို့မလေးရှားခေါ်စားမှာကောငါတို့မလေးရှားမှာအလုပ်ရှာပေးစားမှာကောငါတို့ဘာလို့ဘာမင်းတို့မလေးရှားလာခြင်းနဲ့ရည်ဝဲကြကဟိုမှာဒုက္ခရောက်လို့ဒီမလေးရှားကိုလာမယ်ဆိုဒီမှာလည်းဒုက္ခရောက်မှာနော်တဘောပေါ့လားကျွန်တော်ပြောတာဗမာပြည်မှာဒုက္ခရောက်လို့မလေးရှားကိုတော့မလေးရှားနဲ့ပြည်မို့ ကောင်းကင်ဘုံမဟုတ်တဘောပေါ့ဟတ်ချောင်းဆိုတာနဲ့ဖုံးနေလို့ရှေ့ရောက်လာတာမဟုတ်ရင်ဆိုင်ရတယ်အဲ့တော့ဗမာပြည်မှာဒုက္ခရောက်လို့မလေးရှားတော့မလာနဲ့မလေးရှားမှာလည်းပို့ဒုက္ခရောက်တယ်ပို့ပြီးတော့တောင်မှဒုက္ခရောက်တယ်အဲ့တော့အကောင်းဆုံးကကိုမြေကိုရေပေါ်မှာဗျာရှင်းဆိုင်အေမဟုတ်ဘူးငါတို့တော့မလေးရှားကိုတွားမယ်မလေးရှားမှာ အလုတ်တစ်ခုခုတင်ခြင်းနဲ့ဘဝအတွက်ကိုပေါ့ဗျာနော်ဒီမှာလုပ်ငန်းတွေဆိုစက်ယုံတွေရှိတယ်ဗျာကျွန်တော်ပြောတာဗျာလုပ်ငန်းအများကြီးဒီမှာရှိတယ်ဗျာအသက်ပညာတစ်ခုခုအလုတ်လုပ်ရင်းနဲ့အခြေခံပညာတစ်ခုတင်ခြင်းနဲ့အတဝင်းဝင်းကြောင့်ပညာတစ်ခုတောင်းမှာဝရင်းတင်ခြင်းနဲ့စားလို့ရတဲ့ပတ်သက်တဲ့လုပ်ငန်းတွေတင်ခြင်းနဲ့ဟောတယ်မလားကျွန်တော်ပြောတာဝင်းမြူရတဲ့ပတ်သက်တာတွေငါတင်ခြင်းနဲ့ เนาะဒီမှာအများကြီးပါလုပ်ငန်းတွေမှာမှန်နဲ့ပတ်သက်တာတွေဟာလာအလူမီနီယံနဲ့ပတ်သက်တာတွေတိတားပရိဘောဂါနဲ့ပတ်သက်တာတွေအကျွေးပြားကြောက်ပြားနဲ့ပတ်သက်တာဆေးဝါးဆေးတုပ်တာပါနဲ့အိအင်တဂရေးရှင်းတော့အများကြီးဗျာကျွန်တော်ပြောတာဒါတွေသင်ကျင်လို့အလုံးသမားဝင်လုပ်မယ်ဆိုရင်ဗျာသူစီကလာစားရမယ်ဗျာသမင်းစားပြီးတော့ဗျာပညာသင်လိုက်မယ်ဗျာ ိုယ်နိုင်ငံကိုပြန်သွားပြီးရင်းနှီးမြှုပ်နှံမယ်ကိုယ့်အကူပြန်ပြီးအလုပ်လုပ်မယ်ဒီမှာ service လာယူမယ်ပညာလာသင်မယ်ဘာကြောင့်မလဲစမှုလမှုပညာပေါ်မတကားနဲ့ပတ်သက်တဲ့ဥစ္စာကားပြင်တာလားကားပေါ်ဒီလောက်တာလားဟာနောက်ဆုံးကားရေးဆေးမလားဒီမလေးရှားမှာလာသင်ပြီးတော့နော်ပမာပြမပြန်ပြီးတွားအလုပ်လုပ်ဖို့ဆိုရင် welcome ပါလာခဲ့ပါငါတို့အလုပ်စားပေးမယ်မင်းဟိုမှာတော့ခရောက်လို့ဒီကိုပြေးလာတယ် ဒီမှာလာပြီးတော့လေမင်းဒုက္ခရောက်မှာပဲဘာလို့လာမှာလဲဒီဦးနောက်တစ်ခုကျွန်တော်ကြည့်ရပြန်ဂျားပြပြီးစကားတစ်ခုပဲကျွန်တော်ပြောပြမယ်နော်ကျွန်တော်မိတ်ဆွေအာဘကူဘကူကောင်လေးဒီလာတယ်တရုတ်ဆိုင်မှာသူလှုပ်လှုပ်တယ်အဆင်မပြေတာနဲ့ကျွန်တော်ကကိုညီတောင်းတာနဲ့ကျွန်တော်ဒီလိုပဲသူ့ နောက်တခြားတယုတ်တစ်သေးတယောက်ဣကြခွေကျော်ဣကြခွေဒီမှာမျိုးစုံရှိတယ်ဗျာကျွန်တော်နှမ်းကတ်ထားတဲ့အချိုးကျော်ကြီးဗမာပြည်ကလိုမျိုးဣကြခွေမျိုးလည်းရှိတယ်နောက်တော့အချိုးရှိတယ်ဗျာကောင်းကြီးနေပါတဲ့ဟာရှိတယ်ဗျာဟိုပဲနဲ့ယူတွေပါတာရှိတယ်အမျိုးစုံပေါ့ဗျာနော်အဲ့တော့ခုနှစ်မျိုးရှိမျိုးတော့မနက်မောင်းမနက်စာ breakfast လောက်တာတင်တာသူကောင်းကောင်းလောက်တာတော့ငါးနေ၆နေလောက်ဒီတသေးစီမှာလောက်လို့လိုက်ပြန်သွားတယ် အခုဘကိုးမျိုးပေါ်မှာသူ့အနေနဲ့သူတန်တိုင်းတပိုင်းလေးလဲလေးနဲ့ရိုတီရိုက်တယ်အဲ့ဒီအီချာကွတ်အစုံသူလုံးကျော်တယ်မလေးရှားမှာသူအလုံးလုံးတော့ပတ်စံနဆပတ်စံသူသူကရှာနေပြီသူကျွန်တော်ဖုန်းဆက်အမြဲပြောအခုကျွေးစုတင်နေအခုကျွန်တော်တွင်ပြလိုက်အလုံးမှာကျွန်တော်တေးချလုံးလိုက်တယ်ကျွန်တော်အပညာတစ်ခုရပါတယ်အတပ်ပွင့်ဝမ်းကြောင်းပညာတစ်ခုရပါကျွန်တော်ဘမယူပြန်ပြီးတော့ ျွန်တော်ကျွန်တော်လက်သွန်းလှဲလေးနဲ့ကျွန်တော်မနှက်ဆိုရင်ဈေးရှိတော့လိုက်တယ်ကျွန်တော်ကျွန်တော်ရောင်းစားတယ်အဲ့တော့ AC ဝင်တဲ့ဘောကလွယ်လွယ်ကူကူဖြတ်တန်းနေပြီဘောငင်းငင်းကြမ်းကြမ်းဖြတ်တန်းတယ်ဒီလိုလာမယ်အရက်တော့မယ်ဖဲရိုက်မယ်ဟာလာဝေလာဝါလာလုံးမယ်ဆင်းရှူမယ်ပြင်းရံဖြစ်မယ်ပြင်းလမ်းဘေးမှာအိပ်မယ်ပြင်းရံဖန်းကားမယ်ထောင်ကြပြီဟာလာထောင်ထဲမှာမိဘတွေကပမာပြမောငါသားလေ ဟာမလေးရှားရောက်ဝင်အဆင်ပြေပါမရှိရှိရာရင်းနှီးမြုံနဲ့ဟလာရောင်းပေါန်းတန်ရောင်းချပြီးပို့လိုက်တော့မင်းတို့ဒီလာပြီးတော့ကွာမိဘပေါ်လဲမင်းတို့ဘာမှကြွေးစုံမဆန့်နိုင်ဘူးကိုကိုကိုတော်မှမင်းတို့မရက်တည်နိုင်ဘူးနော်မြောင်းကမှာအေးတဲ့ကောင်အေးအမိုက်ပေါ်မှာအေးတဲ့ကောင်အေးလမ်းဘေးမှာအေးတဲ့ကောင်အေးဟာ အလုံးမရှိလို့အလုံးမရလို့လမ်းဘေးမှာအိတ်တာငါတို့လည်းအိတ်ခဲတယ်ငါကိုယ်တိုင်အိတ်ခဲတယ်လမ်းဘေးမှာ homeless ဖြစ်ပြီးအလုံးမရဘူးအလုံးကင်လိုက်ပြီးအလုံးရှာတော့ဘမမမရအောင်အလုံးမပေဘူးကန်းစားတာတစ်ခါတည်းအဲ့လိုဖြစ်တယ်လူဘဝအနေအမြင်ရှိတယ်ကိုယ်နေပါတဲ့ချိန်မှာအလုံးမရဘူးကိုယ်တည်းကအလုံးရှိနေအရာမိုးတော့ပြီးလမ်းဘေးမှာအိတ်နေတာအလုံးမတော်ဘူး လာလာတဲ့ဒီနေ့ထောနောက်တဲ့2ရက်3ရက်လောက်အလုပ်မလာတော့တသေးတယ်လည်းစိတ်ညစ်ရတယ်ကျွန်တော်တို့ကောင်တွေအလုပ်ဒီလိုပဲဟာမင်းကောင်ကွာမလာတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုမူပြီးတော့အိမ်မှာအိမ်နေတယ်နှိုးလို့မရဘူးတဲ့ဟာပြဿနာပဲလို့အဲ့တော့မြန်မာပြည်ကနေပြီးတော့မလေးရှားကိုလာမယ်ညီကိုတွေကျွန်တော်ပြောတာဟိုမှာတော့ရောက်လို့ဒီကိုပြေးလာမယ်ဆိုတော့မင်းတို့မလာနဲ့ကောင်းပြောတာနောက်တစ်ခုပွဲစား ခင်အောင်ပွဲစားနဲ့အောင်လားလာတယ်ဆိုတာထီထိုးတယ်လို့ပဲနော်မင်းပေါက်ထင်ပေါက်မယ်ရှုံးရင်ရှုံးမယ်နော်ထီထိုးတာမှမင်းလက်ထဲကိုစာရွက်ရောက်သေးတယ်ထီစာရွက်ဟိုမှာကထီစာရွက်တော့ရောက်မှာမဟုတ်မင်းမလေးရှားရောက်ချင်ရောက်မယ်မရောက်ချင်ထောင်ထဲရောက်မယ်နှစ်ခုပဲရှိတယ်နော်နှစ်လမ်းပဲရှိတယ်နံပါတ်1မင်းမလေးရှားရောက်မယ်အေးမလေးရှားမရောက်ဘူးဆိုရင်မင်းထောင်ထဲကိုရောက်မယ်အရန်ကန်ဆိုးတဲ့ကောင်လမ်းမှာပွဲစားကရောင်းစားလို့ဟုတ်လား ခံအောင်ဟာလာကြုံခံအောင်မဟိုမဒီမှာရောင်းလိုက်လို့မိကလေးတွေဆိုရင်မဖာတန်းတွေပဲရောက်ကုန်တယ်နော်တဘောပေါ့လားကြားပြန်စီမှာရောင်းလိုက်တာတွေအများကြီးရှိတယ်နော်ဓမြတိုက်ပြီးတော့ကျိုးတုတ်သားပြီးတော့ဘမဘီကနေပတ်စံလန်းတော့မပေးနိုင်လို့တက်ပြစ်တာတွေအများကြီးရှိတယ်နော်မင်းတို့ဒါတွေနားမလည်ဘူးထိုင်းမြန်မာနယ်စပ်တွေမှာဒါတွေအများကြီးအဲ့တော့ဒီလိုရောင်းလာပြန်တော့လေပွဲကားကဟိုးစီအောင်ချန် ဟိုးရောဘတ်ချန်နီနော်တော်ကြီးတဲ့ကိုခေါ်လာပြီးတော့ငါးကန်နေမှာစီအောင်ပြန်နေမှာတထဲကိုပေးလိုက်တာလူတထဲကိုပြောလိုက်တာငါလူခေါ်လာပေးမယ်ရှင်းရှင်းလေးမလေးစကားတတ်သွားပြီဆိုလုံစားလို့ရတယ်ဟိုးတော်တဲ့တထဲလူဆရာလိုချင်တယ်ငါခေါ်လာပေးမယ်တယောက်ကို5000တယောက်ကို6000 မင်းလာတာပေးစရာမလိုဒီဟိုလေးလည်းထွက်မပြေဘူးမင်းတို့သမင်းကျွေးသားလိုက်ရပြီသူတို့ဗမာပြည်မှာနေစရာမရှိဒုက္ခရောက်နေငါခေါ်လာပေးမယ်တရားတထဲတွေမတည်ဘူးအေးဒုက္ခရောက်နေခေါ်လာခဲ့ငါစားဖို့တောက်ဖို့ပေးမယ်နေစရာနေရာပေးမယ်ဒါပေမဲ့မင်းကဒီကောင်လေးခေါ်လာကတရား9000ပေးရမယ်ရင်းကြီး8000ရင်းကြီးပေးရမယ်တထဲစရာနေလိမ်ပြီးဒီဘက်ကတထဲကိုဒီလိုပြောတယ်အလုံးတမောင်ဘာပြောမင်းတို့တလောက်1500ရမယ်လို့2000ရမယ်ရင်းကြီးလို့ဟိုလိုဖြစ်တယ်လို့ဒီလိုဖြစ်တယ်လို့ဟာရဲရဲစရာ ရဲမညာဖမ်းဆီးမကြောက်ရဘူးလို့အကုန်တာဝန်ယူတယ်လို့ဗမာပြည်ကလာမယ်လို့ကြတော့ဗမာပြည်ကလူတချောင်းလိန်တယ်လိန်ပြီးတော့ဗမာပြည်ကနေပြီးတော့3 90လေး3 60လေးယူတယ်ဟုတ်ပြီလားယူပြီးတော့ဒီကောင်းလေးကိုခေါ်လာတယ်လမ်းစေးတော့သူကခေါ်လာတော့ပေါ့ကဲဒီကောင်က3 60ရလာတယ်တယောက်ကယူတယ်ခေါ်လာတယ်ဒီမှာတသေးစီကနေပြီးတော့ထပ်ပြီးတော့3 90 3 60ထပ်ယူတယ်ဟုတ်လားယူပြီးတော့ဒီကောင်းလေးကိုထားပြီးတော့မလို့ကောင်းအောင်အလုပ်လုပ် ဟလာဒီမှာတသေးမှာရာရှင်တွေပဲဝယ်ပေးထားတယ်စားဖို့တောက်ဖို့အကုန်ရှိတယ်မှာ gas မီးဖို့တွေပဲနေဟလာ AC ကောင်းအောင်လို့လို့ရောက်ကုန်ရင်မင်းတို့ပတ်ဆက်ရမယ်ဆိုပြီးတော့သွားလိုက်ပြီစိတ်ကတခုမလေးရှားမှာဘာတန်လို့လဲဗျာတဘောပေါ့လားစိမ့်ကတခုဘာမှမတန်ဘူးချိုးပြီးတော့ပြစ်လိုက်ပြီနောက်စိမ့်ကလဲလိုက်ပြီဒီမှာငွေသိန်း3400ရှာလိုက်ပြီလေလူ10ယောက်ဆိုဗျာတယောက်ကိုပဲထွက်ကြည့်အောင်ဗျာ တသိစီကနေ9000 8000လောက်ယူတယ်ခင်ဗျားတို့စီကနေ6000 9000လောက်ယူလိုက်တယ်ဟိုရင်းကငွေနဲ့တော့တာပေါ့နော်ခင်ဗျားတို့စီကနေတယောက်ကိုဥပမာအနည်းဆုံး6000ယူမယ်ဗျာတိတ်60ယူမယ်ဗျာတသိစီကနေပြီးတော့ဗျာတိတ်80ယူမယ်ဗျာအဲ့တော့သူ့အတွက်ကိုဗျာအနည်းဆုံးတယောက်ကိုဗျာတိတ်130 140ယောက်ဆို10ယောက်ဆိုရင်တိတ်ထောင်ချီသွားပြီဗျာဟုတ်လားအဲ့ဒီတော့ ဲ့လိုမျိုးလှုပ်ရှားလိုက်ရင်ပြီးွားရင်အပြောက်ရိုက်သွားလိုက်မင်းတို့ဘယ်မှာလိုက်ချင်မှာလဲမင်းတို့အဲ့ဒီပွဲသားဘယ်မှာလိုက်ချင်မှာပွဲသားမင်းတို့တည်းလေတယ် तू ကမလေးရှားတန်တိုင်းကလုံးဟာမောက်ထုံးမောက်ပြန်သွားနေတဲ့ကောင်ကြီးမင်းတို့ကမနေ့တနေ့မှရောက်လာတာမင်းတို့ဖန်သွားပြီးတော့တော်တဲ့ထဲထားတာမင်းတို့အဲ့ဒီတော်တဲ့ကနေပြီးတော့ highway ကမ်းလမ်းပေါ်တက်ဖို့ပဲမင်းတို့၃ရက်လောက်လမ်းလျှောက်ရမှာနော်အဲ့တော့ ပွဲစားစကားကိုယုံပြီးတော့ online နေလာတဲ့ကောင်ရရှိသေးတယ်ဟုတ်လားပြီးတော့ Facebook ပေါ်မှာကျွန်တော်တို့တွေ့တော့ဖုန်းနံပါတ်ကိုကျွန်တော်တို့ Messenger နဲ့ဆက်သွယ်ပြီးအကိုကြီးကကျွန်တော်ဒုက္ခရောက်နေလို့ပါဘယ်မှာလဲ location ပေးစမ်းဆိုတော့ location ပေးလိုက်တော့ဟိုးဖဟန်တော်တယ်မှာဟာမိဘလိုဘယ်လိုအဲ့ဒီကိုရောက်လာလဲဆိုမသိဘူးတဲ့ဘွဲသားပို့လိုက်တာတဲ့6လရှိပါပြီတဲ့သမီးဆက်ကြုံခံလုံးနေတယ်6လ6လအလုံးလုံးနေတယ်တော်တယ်မှာ ။သမင်းတထဲရလို့ကျွေးထားတယ်လေ။ဒါမဲ့လက်သံမရအောင်6လရှိသွားပြီ။မြန်မာတွေအဲ့မှာ14 5ရောက်ရှိတယ်။ကျွန်တော်တို့ကဲပါဦးနဲ့လောက်ခေါ်ပါဦး။ဒီလောက်တော်ကြီးတဲ့ဟို highway လမ်းကနေပြီးတော့တရိုးနေအောင်တောင်းမယ်ဆိုအနည်းဆုံး3နာရီလောက်ဟိုဝင်ရမှာ။တော်တယ်ဟိုတောလမ်းခရီးဝင်ရမှာ။ဘလူသွားမလဲ။ကျုပ်လည်းအတက်အနေရှိတယ်။မသွားရဘူး။ဟုတ်မြန်မာတန်ယုံကအားကိုမြန်မာတန်ယုံကိုပြောလို့မြန်မာတန်ယုံကဒါတွေလုံးဝမပေးဘူးပြ။နော် ဒီကိစ္စတွေဟာအများကြီးပဲအဲ့လိုမျိုးဒီကလေးတွေတေလာရှင်လာလဲကျွန်တော်လည်းမသိဘူးပြလွန်ခဲ့တဲ့6လလောက်ကကိစ္စပေါ့တော့သူတို့ထွက်ပြေးသွားတာလားသူတို့အခုချိန်ကြီးရှိသေးသလားတေလာရှင်လာဒါတွေကျွန်တော်လည်းမသိတော့ဘူးပြဒါပေမဲ့ကျွန်တော်အခုလိုမျိုးမြင်တော့ဗျာစိတ်ထဲမကောင်းဘူးဗျာနော်မလာပါနဲ့ကွာမင်းတို့ဒီမှာလာပြီးမတေကြပါနဲ့ကွာဒီမှာလာပြီးတော့ကိုကိုကိုဒီလိုမျိုးဇွဲကြိုးချတေးတာတွေ ိုက်ဘောကခုံချပြီးသေးတာလေဟုတ်လားမလုတ်ပါနဲ့ကွာဗမာပြည်မှာမင်းတို့ရင်ဆိုင်မှာကွာဗမာပြည်မှာလုံးဝရင်ဆိုင်လို့မရဘူးမဖြစ်နိုင်ဘူးဆိုတာမရှိဘူးကွာကိုမြေကိုရေကွာနော်မလေးရှားမှာကိုမြေကိုရေမဟုတ်ဘူးကွာနော်မလေးရှားနိုင်ငံကိုဆော့ဆော့လိုမျိုးလာမယ်ဆိုအသက်ပညာတစ်ခုလိုချင်လို့ ngabo atam wo wa nyom bi nya taku nga twa te me kwa so yin pilo di u la tin ne chan chan pi de la ba ta pinya taku di ma tin lai ta on tin kha chou bi a lou lou u chou bi a lou lou ta the si yan ni pi lo de ma ji ta the ti yaw ga me o a la a lou taku tin ne so lo a la ga tin lo me ya u ya pi si pi si de te ta furniture chan lo so pri bo ga taw pri bo chan ma lou tak khin ma ဟဲ့လားတစ်သားတွေမှားဖြတ်မိတယ်ပလိုင်းဝက်ပြားတွေမှားဖြတ်တယ်ဗျာပျက်စီးတာဖိုမီကာပြားတွေမှားဖြတ်တယ်ဗျာဖြစ်စီးတယ်တထင်းကတိခံတယ်တိခံပြီးကျွန်တော်အလုပ်တင်ပြီးခဲ့ကိုအလုပ်တက်သွားတဲ့အချိန်မှာငါအလုပ်တက်သွားပြီးဟဲ့ငါလားကဘလောက်လိုချင်တယ်ကွာဆိုမင်းလိုကျွေးစုကန်းတဲ့စကားမျိုးတွေမင်းတို့မပြောနဲ့ကွာမင်းအလုပ်တက်ဖို့တော့ကိုဒီတထင်းကသူ့ရဲ့ အကျိုးအမြတ်တရားနဲ့ဆုံးရှုံးခံပြီးမင်းတို့ကိုအလုံးတင်ပြီးတာအလုံးတက်လဲတော့ဟဲ့တော့တသိငါအလုံးတက်သွားပြီမင်းတို့လာတာဒီလောက်ပြီးမှလုံးမယ်ဆိုတော့မင်းကကျွေးစုကန်းတာအဲ့ဒီလိုမျိုးမြန်မာတွေကျွေးစုကန်းလို့ဒီကနေ့ဒီလိုဘဝရောက်တယ်မြန်မာတွေဘယ်သတိမှမြန်မာဆိုမကြိုက်တော့တချိန်လုံးကအလုံးသမားကြီးတည်းမှမြန်မာဆိုတော့တသိအကြိုက်ဆုံးလို့သမားတကယ်ကိုကျွန်တော်တို့မလေးရှားရောင်းနေတဲ့တန်းမှာ တတိယမေရမင်းမြန်မာလားမြန်မာဆိုဘာမှထမမေးဘူးလာခဲ့အလုံးမတတ်ဘူးလာခဲ့ငါတင်ပေးမယ်ယနေ့မြန်မာဂိုဂိုဂိုမြန်မာဆိုတဲ့မျက်နှာမဲ့ဟောဂိုဂိုဂိုဟာသိရှက်ဖို့ကောင်းတယ်ကွာဘာဖြစ်လို့လဲဒီနိုင်ငံကတတိယပြောင်းလဲသွားတာမဟုတ်ဘူးမြန်မာတွေအောက်တန်းကျသွားတာဗျာ မြန်မာတွေကကိုယ်တန်ဖိုးကိုဖျက်ဆီးပလိုက်တာမြန်မာတွေအောက်တန်းကြကုန်တာမြန်မာတွေစောက်ဆင်းတမ်းမရှိတော့တာဒါပဲအဲ့တော့လက်ရှိကျွန်တော်တို့ကုမ္ပဏီမှာလည်းမြန်မာတွေလာတာတော့ပြီးနောက်နေမူယူပြီးတော့တတိယရောက်လုံဆောင်မဟုတ်ဘူးတော့ပြောတော့မဟုတ်ဘူးမင်းကောင်းနေစိတ်ညစ်တယ်တော့ပြောဆဲလဲ ပြန်မပြောနားမထောင်ဘူးလေခေါင်းငုံပြီးတော့ဆေးတွေကောင်းခေါင်းငုံပြီးတော့ဒီတိုင်းပဲဟာဘာကောင်းနေမှမသိတခါကြီးသူတို့အိမ်လိုက်ဝိုင်းဖုန်းထဲမှာတကုံစော့နေဟဲ့အောင်မိဒီနေ့အလုပ်ပါလို့မစင်းတော့လေဒီမှာကျွန်တော်ချိန်ပွဲရှိတယ်တဲ့ဟွာဖိုက်နေတော့လေဘာလဲကွာမင်းတို့ဂိမ်းစောဖို့မလေးရှားလာလားဂိမ်းစောဖို့လာမယ်အလုပ်မလုပ်နဲ့လေ မင်းအလုံးမလို့ဘူးဆိုရင်မင်းအလုံးနေရောဘယ်သူဝင်လို့မှာလဲမင်းအလုံးထွက်လိုက်ထွက်ပြီးဂိမ်းပြီးဆိုဟာဒီနေ့ချိန်မွေးရှိလို့အလုံးမလာဘဲနဲ့ဂိမ်းဆိုအဆောင်မတော်တော့ကျွန်မဘာလို့အလုံးမလာလဲနေမကောင်းလို့လားဘာကြောင့်လဲမဟုတ်လေဒီနေ့ချိန်မွေးရှိတယ်ဒီမှာကျွန်တော်ချိန်ထားတယ်ပြီးဖိုက်နေတယ်နော်တော့ဘာကြောင့်ဒီကနေ့မြန်မာတွေကို ဒီလိုဆင်းရဲဒုက္ခရောက်လေဒီလိုဒုက္ခရောက်နေလေစိတ်သက်တည်အောက်တန်းကြွားလို့စိတ်သက်တည်ယုံညံ့သွားလို့ဒီကနေ့မြန်မာတွေဒီလိုဖြစ်နေကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း20အရင်ကတသေးလေဆိုတော့ဟိုးပြည်နာကမ်းမှာလှေလာဆိုင်ပြီးအဲ့ချိန်တော့လှေစည်းပြီးလာကြတာဟိုမော်လမြားနေပြီးတော့လှေနဲ့လာရင်ဒီပြည်နာမှာကန်းကတ်တာတသေးလေဟိုဒူးကောင်းကြီးရေထဲကိုဆင်းပြီးတော့စောင့်တာ မြန်မာမြန်မာမာရီမြန်မာမာရီမြန်မာဆိုလာခဲ့မြန်မာဆိုလာခဲ့ခေါ်တာဟမ်ခနေ့မြန်မာဆိုရင်စောက်ကန်ထုတ်အောင်မောင်းမောင်းတော့မောင်းတော့တော့တော့ငါဆိုင်ရွှေမလာနဲ့ခိုးမယ်လို့တခါပစ္စည်းတွေတယ်ဟမ်ဘလော့ရှက်ဖို့ခေါ်တယ်အဲ့တော့ဒီကတော့ပြောရင်ဗျာဒါတွေပြောရင်ဒေါ်တွေပါတယ်ရှက်တော့ဒေါ်ဒေါ်ရထွက်တော့ဘူးဗျာတည်တယ်ရှက်တယ်ဗျာ ကိုကမြန်မာဖြစ်နေလေဆက်ယုံမှာကိုတယောက်ပဲရှိတယ်လေလူကြီးလေပြောခါခေါ့မင်းတို့မြန်မာတွေဟိုမှာဒီမလေးတွေကတိရမလားဒီမလေးနိုင်ငံသားတွေဟာရောမင်းတို့မြန်မာတွေတော့ပြောဟိုမှာဒီကောင်ဒီလိုဒီလိုပဲအရင်ညက်ပတ်တာပဲကောဒီကောင်အဲ့လိုမျိုးအဲ့တော့ကျေးဇူးပြုပြီးတော့ဗျာမလေးရှားကိုလာပြီးဆိုရင်လည်းကိုဘဝတေးသေးချာချာ ဖြစ်နိုင်အောင်ကြိုးစားပါဗမာပြည်မှာဒုက္ခရောက်လို့မလေးရှားကိုထွက်ပြေးလာတယ်လမ်းခရီးမှာဟလာအန်ဒီအမျိုးစုံကိုရင်းဆိုင်ကြုံလာပြီးတော့မလေးရှားကိုရောက်လာပြီးဆိုရင်လည်းတည်တည်ချာချာဘောရီမတ်တက်ခုထားပြီးတော့အလုပ်လုပ်စမ်းမှာပေါ့ပတ်စံရှာစမ်းမှာပေါ့ကိုမကိုကိုနောက်မှာမိကိုအားကိုးနေတဲ့ညီကိုမောင်တို့ကမိသားစုရဲ့မျက်နှာကိုမင်းတို့မြင်စမ်းမှာပေါ့ ဟာတချို့ကောင်တွေလမ်းဘေးမှာမူယူပြီးအိတ်ဆေးတွေရှူပြီးတော့ခေါင်းတွေအော်တခါလေအမိုက်ပုံထဲမှာသူတို့ခေါင်းခေါင်းငုတ်ပြီးတော့အော်လဲလဲကောင်လဲလမ်းဘေးမှာအိတ်ကြီးမနဲ့မိုးလင်းတော့မဟာကျွန်တော်ဘယ်လိုဖြစ်လို့လမ်းဘေးရောက်နေတာလဲဘာညာဆိုပြီးတော့အိမ်ပြန်လာဟာအစ်မတ်နာအစ်မတ်တမကိုစိုးရွားပါတယ်ပြောအဒီနေ့ကျွန်တော်ဒီဆလန်းရမှာတည်သွားတဲ့ဆွဲကြိုးချတည်သွားတဲ့ဗီဒီယိုကလေးကိုကျွန်တော်ကြားတဲ့မှာ ထည့်ပေးတယ်နော်တော့ဒီလမ်းမေးမှာအိတ်နေတဲ့ဟာကိုကျွန်တော် online ပေါ်မှာတွေ့တာကျွန်တော် download ဆွဲထားတယ်တပုံလေးလေးကျွန်တော်ထည့်ပေးမယ်ခင်ဗျားတို့ကြည့်အဲ့ဒီဟာတွေကကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့ဗျာအရန်ရှက်ဖို့ကောင်းပါလေခိုင်းတော့ပါမှာအရန်အောက်တန်းကြပါမြန်မာအချင်းချင်းလိန်ညာတယ်မြန်မာအချင်းချင်းမြန်မာမင်းကလေးတွေကိုအလုတ်သွင်းပေးမယ်ဆိုခေါ်ပြီးတော့မရင်းချင်းတယ်နော် လူရက်တဲ့မြမအချင်းချင်းအလုတ်ခေါ်အလုတ်သွင်းမယ်ဆိုအိမ်ဝင်ခေါ်လိုက်တဲ့ခေါ်ပြီးတော့အိမ်မှာကြိုးတုပ်ထားပြီးရိုက်နှက်ပြီးတော့မြန်မာနိုင်ငံကနေပတ်စံမှာခိုင်းနေမှာပြီးတော့ပတ်စံပေးမှာပြန်လွတ်ပေးတယ်အဲ့လိုမျိုးနော်မြန်မာတွေလုံနေမြန်မာအချင်းချင်းကိုပြန်လုံဒါတွေကိုတိတယ်မတိတော့မဟုတ်ဒါပေမဲ့ကိုရီးယားဘာမှဝင်မလုံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့က ဗဇတ်ချိုချိုလေးနဲ့ပြောရင်မင်းတို့ခေါ်တယ်မင်းတို့ကလည်းချိုချိုလေးဆိုတော့စို့ကျင်လို့သွားတယ်လေချိုချိုစို့ကျင်လို့သွားတော့မင်းတို့ခံရတာလေအဲ့တော့အုံနောက်ရှိတယ်အုံနောက်နဲ့တွေးတော့စဉ်းစားလေဟုတ်တယ်မလားဒီလို live ပေါ်မှာပြောနေဆိုနေတယ်ကိုထအများကြီးပြ live ပေါ်မှာတင်ပေးနေတာတွေအများကြီးရှိတယ်အဲ့ဒါတွေကိုမယုံမဲနဲ့တေချာစူးစမ်းလေးလာမှုမလုပ်ပဲနဲ့ပွဲသားပြောတဲ့စကားကိုယုံကြည်ပြီးတော့ မိန်းကလေးတွေဟုတ်လားထိုင်းနေစမှာအများကြီးပဲဖာတန်းရောက်ကုန်တဲ့ဟာတွေနော်ရောင်းစားခံရတာတွေအဲလိုပဲအများကြီးယောက်ျားလေးတွေလည်းဟုတ်လားတော်သေးမှာသွားပြီးတော့ရောင်းစားထားတဲ့ဟာတွေဒုက္ခရောက်နေတာတွေနော်မြန်မာပြည်မှာလည်းတားပြောက်သွားတဲ့မအီတွေအများကြီးနေပါလိမ့်မယ်ဗျာနော်လင်းပြောက်သွားတဲ့မယားတွေအများကြီးနေပါလိမ့်မယ်ဗျာညီကိုမောင်နှမပြောက်သွားတဲ့မိသားစုတွေအများကြီးနေပါလိမ့်မယ် ကျွန်တော်တို့တည်ပြီမဲ့ကျွန်တော်တို့ဘာမှလုံးမပေးနိုင်ဘူးကျွန်တော်ကောင်တွေကမလေးရှားမှာတူတူကိုလိုတာမန်လက်လုံးလက်စောင်းဟုတ်တယ်မလားတာမန်ဆက်ယုံတယုံကဟုတ်လားတော်ဝင်ယူလုံးနေတဲ့စူပါဝိုက်ဇာတယောက်ဆက်ယုံရဲ့တာဝန်ကတယောက်အဆင့်ပဲရှိတယ်ဒီလိုမျိုးကိစ္စတွေကျွန်တော်တို့ဘာမှဝင်မလုပ်ပေးနိုင်နှုတ်ရဆောင်မှခြင်းနဲ့ပဲပြောလို့ရမှာ ဟုတ်တယ်လိုင်းပေါ်မှာမျှဝေပေးမယ်နှုတ်ရဆောင်းမှခြင်းလည်းပြောပေးဒီလောက်ပဲကျွန်တော်တို့လုံနိုင်တယ်ကျွန်တော်တို့မှာအာနာပိုင်ဖွဲ့စည်းမှုအာနာလည်းမရှိပါဝါလည်းမရှိဘာမှမရှိကိုယ်နဲ့တတ်နိုင်တဲ့ငွေရည်ကြီးကိုတတ်နိုင်တယ်လို့ပေးမယ်လူမယ်ကိုတတ်နိုင်တာလေးတွေမျှဝေပြောပြောပြပေးမယ်ညီလေးဒါတော့အန်ဒီရရှိတယ်ညီလေးဒါတော့မလုပ်ပါနဲ့ညီလေးဒါတော့မကောင်းေဒါတော့ကျန်တော့ထင်ရဆိုင်မင်းမင်းဘွားနဲ့မင်းလေဟုတ်တယ်မလားမင်းခြေောက်နဲ့မင်းလျှောက်တော့ မင်းစုကိုနင်းကျင်နေမင်းမီးကိုနင်းကျင်နေမြတ်မင်းစုခင်းလာမဲ့ရှောက်ရှောက်မြတ်မင်းမီးတောင်ပဲတန်တန်ဒါတော့မင်းရွေးချယ်တာမင်းပုံမှန်ဝင်မှုတည်တယ်โอเคအားလုံးပဲဗျာဒီနေ့ဖို့တော့မင်္ဂလာတော့မရှိဘူးဒါပေမဲ့ငွေချင်းလုံးအားလုံးမင်္ဂလာပေါင်းနေပြေဆုံးပါစေဘာဘာ